မင်္ဂလာပါခင်ဗျာတခါတည်းမှာမမြင်ရတဲ့ကဘာတစ်ခုကနေပဲ့တင်ထလာသလိုမျိုးခံစားရတဲ့စီးကျက်တစ်ခုရဲ့ဆွဲဆောင်မှုကိုခံစားဘူးပါသလားအယောင်သွေးတွေယုံကြည်ကိုးကွယ်မှုတွေနဲ့ပြင်းပြတဲ့စွမ်းအင်တွေပြည့်နှက်နေတဲ့မြင်ကွင်းတစ်ခုကို ကြည့်ရှုခံစားပြီးတဲ့နောက်အချိန်အတော်ကြာသည့်တိုင်အောင်တင့်စိတ်ထဲမှာဆွဲချန်နေခဲ့ဘူးပါသလား ီနေ့မှာတော့ကျွန်တော်တို့နဲ့အတူတူအဲ့ဒီလိုကဘာတကူတွေကိုဝင်ရောက်ကြည့်ရှုကြမှာ ဖြစ်ပါလေ။ဒါကတော့မန်နီမျိုးကပကြီးဆရာတူဖြစ်တဲ့ဆရာတော်တီဆွေရဲ့ကင်ဗတ်ဆာနဲ့စက်ကူရီပေါ်မှာအသက်ဝင်လာတဲ့ကဘာတကူပါပဲ။သူရဲ့ကနာပွဲသွားရအောင်လို့အမိပေးထားတဲ့တကူတော်ပကြီးပြပွဲကပကြီးကားတွေကိုစူးစီးပြသထားတဲ့ပကြီးပြပွဲတစ်ခုကိုကျွန်တော်တို့သွားရောက်လေ့ပတ်ကြပါမယ်။ ပကြီးပြပွဲရပကြီးကားတွေဟာပကြီးကားတွေကိုသာစူးစီးပြသထားတာမျိုးမဟုတ်ပဲဒါဟာပွင့်လင်းတဲ့ဖိတ်ခေါ်မှုတစ်ခုလည်းဖြစ်နိုင်ပါလေမြမရိုးရဒလေးရဲ့အနှစ်သာရတစ်ခုဖြစ်တဲ့နှစ်ပွဲတော်ရဲ့ဝိညာဉ်ကိုခံစားကြည့်ရှုဖို့ဆရာတော်တီဆွေရဲ့ဖိတ်ခေါ်ချက်ကိုကျွန်တော်တို့ကလက်ခံလိုက်တာပဲဖြစ်ပါလေ ကြီးအမှုပညာရှင်တို့ခင်ကျင်းပြသလျက်ရှိတဲ့ art exhibition များအကြောင်းနဲ့ပြပွဲမှာပြသထားတဲ့ပကြီးကားများကို artist artistry ကနေအမြဲတင်ဆက်ပေးမှမှုကြည့်ရှုခန်းစားလို့ရအောင် channel လေးကို subscribe လုပ်ထားပေးကြပါဦးခင်ဗျာဒီကြီးစဟာနှစ်ပွဲရဲ့ထုံးစံအတိုင်းဒီဂီတသံတွေနဲ့အစပြုထားပါလေဒီပကြီးကားကိုကြည့်ရှုလိုက်ပါ ပတ်ဝိုင်းရဲ့တုံခါနေတဲ့စီချက်ကိုကြားရောက်နေတယ်လို့ပဲမဟုတ်လား။နေရဲ့ဆူရှာပြီးလွင့်ပြက်နေတဲ့တီးသွားကိုရောပေါ့။ရှတ်တော်တီဆွေဟာတူရိယာတွေကိုပုံဖော်ယုံတတ်တတ်မဟုတ်ပဲနတ်တွေကိုပင့်ဖိတ်ပြီးပရိသတ်ကိုညှို့ယူဖန်ဆားနိုင်တဲ့အတန်လိုင်းတွေကိုပါပုံဖော်ချေမှုန်းထားတာပါ။လွတ်လပ်ပြီးအာမန့်ပါတဲ့ဆုပ်ချက်တွေရေစည်းပကြီးရဲ့နူးညံ့တဲ့ထိတွေ့မှုတွေနဲ့အတူ သူတာဝန်သူထမ်းဆောင်နေကြတဲ့ဆိုင်ပညာရှင်တွေရဲ့စူပေါင်းဆွမ်းအင်ကိုဖမ်းယူပုံဖော်ထားတာဖြစ်ပါလေ။သူရဲ့ခန္ဓာကိုယ်ရဟာရှေးကျပြီးတဝင်လှောက်ရှားနေတဲ့စီးချက်နဲ့အညီရင်းနှွဲ့နေကြပါလေ။ပြီးတော့သူမပေါ်လာပါပြီ။နက်ကတော့ဒီပွဲရဲ့အဓိကဆက်ဆောင်း ဆရာတော်တီဆွေရဲ့လက်ရာထဲမှာတော့သူမဟာမယုံနိုင်လောက်ဆရာဆွမ်းအားနဲ့ကြက်သေးတွေပြည့်နေနေတဲ့ပုံရိပ်တစ်ခုဖြစ်မြင်တွေ့ကြရပါမယ်။ဆရာရဲ့ပုံပေါ်မှုကိုခံစားကြည့်ရှုကြည့်ရမှာဒီဗီဂျီကားထဲမှာဆိုရင်သူမဟာလှုပ်ရှားမှုတွေရဲ့ဝဲကြီးရဲ့တစ်ခုလို့ပါပဲ။သူမရဲ့ဝေယုံနေဟာတောက်ပစွာလှုပ်ရှားနေပြီးလက်ထဲမှာတော့မပြောဘဲတပြေကက်တွေကိုနတ်တွေအတွက် ကန်ဆောင်ထားတာကိုမြင်ရပါလိမ့်မယ်။နောက်ထပ်ပကြီးကတစ်ချက်မှာတော့သူမဟာအာယုံစူးဆိုင်မှုအဖြစ်နဲ့မျက်လုံးတွေကိုမိတ်ထားပြီးနှက်ဝင်ပူနေချိန်မှာ သူမရဲ့မျက်နှာဟာအေးချမ်းနေတဲ့ပုံစံကိုဖမ်းယူပုံဖော်ထားတာတွေ့ရမှာပါ။ရှာတော်ဒီဆွေဟာခန်းစားချက်ကို ဖော်ပြဖို့အယောင်တွေကိုအသုံးပြုပါလေ။မီလီယံလုံးအနီရောင်နဲ့လိမ္မော်ရောင်တွေက ပြင်းပြတဲ့စိတ်ဆန္ဒနဲ့ဆွိုင်းအင်ကို ေါ်ကျူးပါလေအပြာရောင်ရင်းရင်းနေနဲ့အစိမ်းရောင်တွေကတော့ညှို့ဝဲစမ်းကျင်မှုနဲ့မြင့်မြတ်မှုကိုအရေးပြနေပါလေဒါဆိုရင်ရွှေရောင်အဆက်ပြောက်ကလေးတွေကရောဒါရီယာဘာရီများဖြစ်မလဲဒါရီယာပူဇော်ပတ်သက်မှုမြင့်မြတ်မှုနဲ့ဘူဇော်ခန်နာမည်တွေရဲ့ဒေါ်ဝင်ဆံမှုကိုအမတ်ရစေအောင်ထဲ့သွင်းပုံဖော်ထားတယ်လို့ကျွန်တော်ကတော့ယူဆမိပါလေ အခုမြင်တွေ့ရတဲ့ composition တွေအယောင်များ net တွေအတွက်ပဲမဟုတ်ပါဘူးကနာပွဲသွားရအောင်ဆိုတဲ့ကောင်းစဉ်ကဒါဟာလူသားဆန်တဲ့ပွဲတစ်ပွဲဖြစ်ကြောင်းကျွန်တော်တို့ကအမှန်ရစေပါလေဒီတော့ဒီအနေနဲ့ကနာပွဲသွားရအောင်ဆိုတဲ့ဒီပြပွဲလုပ်ဖြစ်ခဲ့တဲ့အကြောင်းပေါ့နော်ဒါလေးကိုအရင်ဆုံး ဘယ်လိုဘယ်လိုကြောင့်အစပြီးလုံးဖြစ်ခဲ့တယ်ဆိုတော့လေအရင်ပြောပြမယ်ဦးအဲဘယ်လိုတော့လုံးတာလဲဆိုတော့ကျွန်တော်ကဒီရန်ကုန်မှာမပြတော့နည်းနည်းလောက်တော့ရှိပြီဒါမဲ့အဲ့နည်းလောက်ရှိပြီဈားထဲမှာဟိုဒီတိုင်းတော့ပုံမှန်လေးတွေတော့ရေးနေရပါဘောเนาะရေးနေရဆိုတော့အဲအဲ့မှာအကူတယောက်နဲ့ဟိုစကားဆက်မိပြီသူကလည်းကျွန်တော်ကားတွေစုတဲ့ကိုတယောက်ကဝဲလေးလှုပ်ချင်တယ်ပေါ့ဝဲလှုပ်ချင်တယ်ဆိုတော့သူနဲ့လည်းခင်တာကြပြီဒါဆိုတော့အဲ့ဈားထဲမှာမချင်းမိုက်မှာတပွဲလှုပ်လိုက်တည်တယ်အဲ့ဒါအဆက်ပြတ်သွား စက်ပြတ်သွားပြီးတော့ဒီမှာလုံမယ်ဆိုတော့အဲ့ချင်းမိုက်မှာဟိုရေးတဲ့ထဲမှာအဲ့ဒီနက္ခနာခါးလေးနက္ခါပါတယ်။ပါတော့အဲ့အဲ့မှာတော့ပြတဲ့ဟာကတော့ဟိုစနေရီများတာပေါ့ကျွန်တော်ရေးနေကြတိုင်းနေများတယ်။ဒါပေမဲ့အဲ့ခြားထဲမှာအဲ့နက္ခါလေးပါတော့အစသူနဲ့တက်ထားတော့အဲ့အပြူတော်ပုံစံမျိုးစီတစ်ခုတက်ထားပဲ။အဲ့အဲ့စီလုံမယ်ပေါ့။ဒါပေမဲ့အဲ့ဟာကိုကျွန်တော်ရေးရင်းနဲ့တိတ်စိတ်တိုင်းမကြသေးရနဲ့ဒီနက္ခနာတွေကြီးဟိုရေးကျင်တာရေးကြည့်မယ်ပေါ့။နော်၄၅ခါလောက်ရေးကြည့်မယ်ခင်ဗျာကြိုက်မလားပေါ့။အဲ့လိုရေးကြည့်တော့ အဲကိုကကိုလည်းโอเคတာနဲ့အဲမညာနည်းနည်းများများရေးလိုက်မယ်ပေါ့အဲလိုစီးလေးလုံးမယ်ဆိုပြီးတော့သူလည်းပြတ်တည်ပြီးတော့လုတ်ဖြစ်တာပြီးတော့အဲ့ချိန်မှာကျွန်တော်လုံးမဲ့ချိန်မှာပဲကိုဆန်းဦးကလည်းကြာကန်းလေးလုတ်လို့ဟာကြက်စင်းနေပေါ့နော်အဲ့တော့ဒီမှာပဲကိုဆရာရှင်မှာပဲလို့လုတ်လိုက်မယ်ပို့စဉ်းစားတာပေါ့နော်ဟုတ်အဲ့လိုမျိုးဆိုတော့ဆရာတော်ဒီဆွေရေးဖွင့်ထားတဲ့ပကြီကားရရဲ့ foreground မှာသူကိုယ်တိုင်ကြွန့်ကျင်စွာပုံဖော်ထားတဲ့ပရိသတ်တွေရဲ့မျက်နှာတွေမှာ အံ့ဩမှုမျောလင့်ချက်ယုံကြည်ကိုးကွယ်မှုတွေနဲ့ပြည့်နေနေပြီးသူတို့ကိုယ်တိုင်ထက်ပုံမကြီးမားတဲ့အရာတစ်ခုရဲ့အစိတ်ပိုင်းတစ်ခုပြည့်ပါဝင်ရခြင်းရဲ့ပျော်ရွှင်မှုကိုခံစားနေကြရလားမြင်တွေ့ရမှာပါသူတို့ဟာကျွန်တော်တို့ပါပဲကျွန်တော်တို့ဟာသူတို့ပါပဲကျွန်တော်တို့ဟာလူသားနဲ့နတ်လောကကြားကဒီအံ့ဩဖွယ်ရာဆက်သွယ်မှုကိုတက်တီခံနေကြသူတွေပါ ရာတော်တီဆွေရဲ့အမှုပညာကနေတဆင်ဒီလိုပွဲတွေကိုကြည့်ရှုခံစားတဲ့အခါဖြစ်ပေါ်လာတဲ့ခံစားချက်တွေကိုစဉ်ရင်သုံးသပ်ဖို့ကျွန်တော်တို့ကိုဖိတ်ခေါ်နေပါလေစိတ်လုံရှားမှုဒီဂီတာနဲ့အကရဲ့ဆွဲဆောင်မှုတွေရှိနေပါလေရိုးရာတလေးကိုလေးစားတမိုးထားမှု ဘိုးဘွားတွေရဲ့ယုံကြည်မှုတွေနဲ့ဆက်သွယ်မှုတွေပါဝင်နေပါလေပြီးတော့လွမြောက်မှုတမန်ဘွားကိုခနာမိပြီးနတ်တွေရဲ့ကဘာထဲမှာနှမျောသွားစေနိုင်တဲ့အခိုက်အတန့်တွေလည်းရှိနေပါလေပကြီးရှားရဲ့စုတ်တံဟာတရားတစ်ခုဖြစ်လာပြီးသူဖမ်းယူပုံဖော်ခြင်းနဲ့ vibe ကို ကျွန်တော်တို့ကိုအပြည့်အဝခံစားစေပါလေပကြီးရှားရဲ့စိတ်ဝင်စားမှုကဘာများဖြစ်မလဲ ဒီကဘာကိုဒီလောက်ပြင်းပြတဲ့စိတ်ဆန္ဒနဲ့ပုံဖော်ဖို့သူ့ကိုဘာကတော်အားပေးနေတာလဲပကြီးချာရဲ့စိတ်ဝင်စားမှုကဘာများဖြစ်မလဲဒီကဘာကိုဒီလောက်ပြင်းပြတဲ့စိတ်ဆန္ဒနဲ့ပုံဖော်ဖို့သူ့ကိုဘာကတော်အားပေးနေတာလဲအဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးသူ့ရဲ့အသေးစိတ်အချက်လက်တွေပေါ်အာယုံစူးစိုက်မှုတွေကနေတဆင့်ကျွန်တော်တို့မြင်တွေ့နိုင်ပါလေ နဂရိုရဲ့ခေါင်းပေါင်းမှာထိုးစိုက်ထားတဲ့အရာတွေအဲ့ဒီအရာတွေရဲ့ပြတ်သားမှု ပူဇော်ပတ်သားမှုတစ်ခုဖြစ်တဲ့ရှစ်လိတ်တူကနေချွတ်နေတဲ့အခုံးငွေတွေရဲ့နူးညံ့မှုနတ်တွေအတွက်ပြင်ဆင်ထားတဲ့သတိဝလံတွေရဲ့ထိတွေ့ခံစားနိုင်လောက်တဲ့အသွင်အဖြစ်ရှက်တော်ဒီဆွေဟာလိလာသူတယောက်မဟုတ်ဘဲကိုရိုင်းပါဝင်သူတယောက်ဖြစ်ပုံရပါလေ သူဟာဝေးရဲ့စွမ်းအင်ကို သူ့ရဲ့ဝိညာဉ်ထဲမှာနက်နက်ဆိုင်ဆိုင်ခံစားပြီးအဲ့ဒီခံစားချက်ကိုကင်မတ်ဆာနဲ့ရှက်ကူတွေပေါ်မှာပုံဖော်လိုက်တာပါသူဟာကနာဘွေရဲ့မတူညီတဲ့မျက်နှာစာတွေကို ပြတ်ပါဘူးအာကောင်ပြီးဖော်ပြမှုအာကောင်နဲ့အာခရလစ်ရှေးသားတွေနဲ့အတူလှုပ်ရှားစီးဆင်းနေတဲ့ရည်စည်းကိုပါအသုံးပြုပြီးပကြီကားတွေကို ခံစားရေးဖွဲ့ထားပါလေ။ acrylic ဆေးသားတွေကပြင်းပြပြီးမထိန်ချုံနိုင်တဲ့စွမ်းအင်ကိုဖမ်းယူပုံဖော်ပြီးရည်စည်းကတော့နှလောကနဲ့တွေ့ဆုံမှုရဲ့အိမ်မက်ဆံပြီးလွင်မျောနေတဲ့အည်သွေးကိုဖော်ပြနေပါလေ။နှစ်ပွဲဆိုတာကိုယ်ွယ်မှုနဲ့တာမန်ဘွားတည်ငြိမ်မှုနဲ့ပျော်ပွဲရှင်ပွဲတို့ရဲ့ရှုပ်ထွေးတဲ့ရက်ကန်တစ်ခုဖြစ်ကြောင်းကို သူနားလည်ထားပါလေ။ ဆုတ်ချက်တိုင်းကဆရာတော်တီဆွေရဲ့ရေးသားမှုကိုကျွန်တော်တို့ကိုပို့ပြီးအနီးကပ်ကြည့်ရှုဖို့တောင်းဆိုနေပါတယ်။ဖြော်ပြမှုရဲ့အပြင်ဘက်ကိုကြည့်ပြီးဒိဗယ်ရှိစေတဲ့ယုံကြည်မှုရဲ့အခြေခံစီးကြောင်းကိုခံစားဖို့တောင်းဆိုနေပါတယ်။သူဟာရင်ကျိမှုပွဲတစ်ပွဲကိုမှတ်တမ်းတင်ယုံတာမကလူတိုင်းနားလည်ခံစားနိုင်တဲ့အမြင်ဆိုင်ရာဘာသာစကားတစ်ခုအဖြစ်ပြောင်းလဲပြီးတဲ့လက်ရာတွေနဲ့ ပကြီကားတွေကိုဖန်နီးခဲ့ပါလေသူရဲ့ကနာပွဲသွားရအောင်ပကြီဖြာပွဲဟာဒါကူပြုလုပ်ဖို့အခွင့်အရေးတစ်ခုပါပဲဒါဟာအာယုံခံစားမှု အတွေ့အကြုံတစ်ခုပါဝိညာဉ်ရေးဆိုင်ရာခီးစဉ်တစ်ခုပါ မြန်မာနိုင်ငံရဲ့ယဉ်ကျေးမှုကြွယ်ဝမှုနဲ့ကိုယ်ွယ်မှုဆိုင်ရာအကြောင်းအရာတွေကိုဆရာတော်တီဆွေဟာသူ့ရဲ့စုပ်ချက်တွေနဲ့အတူသက်ဝင်လှုပ်ရှားစေခဲ့ပါလေ။ဆရာတော်တီဆွေဖိတ်ခေါ်ထားတဲ့ကနာဝဲကိုတွားကြရအောင်ဆိုတဲ့ခီးစဉ်တစ်ခုဖိတ်ခေါ်မှုတစ်ခုမှာအခု ကျွန်တော်တို့တွေဗကြီကားတွေနဲ့အတူတွားရောက်လက်ပတ်ခဲ့တာမို့အမှန်ရစရာအဖြစ်ပြက်လေးတွေ အမှန်ရစရာအကြောင်းအရာတွေကိုခံစားရရှိနိုင်မယ်လို့ကျွန်တော်ယုံကြည်မိပါတယ်။ဒါကြောင့်ဆက်တော်တီဆိုရဲ့ကနာဝဲသွားရအောင်ဆိုတဲ့ဖိတ်ခေါ်မှုကနေကျွန်တော်တို့ရရှိလာတဲ့ခံစားမှုတွေကို ကျွန်တော်ကို ပြန်လည်ဝေမျှပေးခဲ့ကြပါဦးခင်ဗျာ။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။ နောက်တစ်ပတ်နောက်တစ်ပတ်များမှာလဲတခြားသောပကြီးရှာရီရဲ့ဖိတ်ခေါ်မှုတွေနဲ့အတူသူတို့ရဲ့လက်ရာပကြီးကားတွေကိုကျွန်တော်နဲ့အတူခန်းစားကြည့်ရှုဖို့အတွက် artist artistry ကနေစောင့်မျှော်နေပါစေအားလုံးကျမ်းမာချမ်းသာကြပါစေခင်ဗျာ ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာဗီဒီယိုကိုကြိုက်နေတဲ့ရင် like and share လေးပြုလုပ်ပေးပြီးဝေဖန်ချမ်းပြုချက်များကို comment မှာရေးသားနိုင်ပါတယ်ခင်ဗျာပကြီးနုပညာနဲ့ပတ်သက်တဲ့အကြောင်းအရာများစွာကို အပတ်စဉ်တင်ဆက်ပေးနေတာမူအမြဲကြည့်ရှုလို့ရအောင် artist artistry channel လေးကို subscribe လုပ်ပေးခြင်းဖြင့်အားပေးကူညီကြပါအောင်ခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာ